ဒီနေ့နေ့လည်း၃နာရီလောက်မှမန္တလေးမြို့ချမ်းအေးသာဆန်းမြို့နယ်အောင်နန်းအနောက်ရပ်ကွက်33လမ်းနဲ့34လမ်းကြားမှာပါငလင်ကျောက်ပြက်စီနေတဲ့အဆောက်အုံဟောင်းတစ်ခုကိုဖြိုချနေစင်မှာပဲမထင်မှတ်ပဲပြောကြပြီးဘေးကက်လက်နေတဲ့ဒလုံဘော့ကိုပိတ်ကျသွားခဲ့ပါတယ်အဲ့ဒီနောက်မှာပဲလူတအူးဟာအပြက်စီတွေအောက်မှာပိတ်မိသွားခဲ့ပါတယ်အခုကျမတို့မြင်တွေ့နေရတဲ့ဒီရုပ်သံဖိုင်ထဲမှာတော့မိသက်တပ်ဖွဲ့ဝင်တွေနဲ့မနီစလာလိုလူမှုကွန်ရီရဲ့အသင်းတွေကအသက်လူပြီးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတာကိုတွေ့ရပါတယ် အချင်းကြီးကအလွန်ပဲတင်းမာနေပါတယ်ပိမိနေသူကအာကုန်အော်ဟေအကူကြီးတောင်းနေပြီးအပေါ်ကကဲဆယ်ရီသမားတွေကလည်းခနာဆောက်ဖို့ဆိုပြီးအာပိစကားတွေနဲ့တူကဲဆယ်ရီကိုပြင်းထန်ကြိုးစားနေကြပါတယ်ပိမိနေသူဟာကဲဆယ်ရီဖွဲ့ဝင်တဦးလားဒါမှမဟုတ်အရက်သားတဦးလားဆိုတာကိုတော့အတိအကျအတည်ပြုနိုင်သေးပါဘူးရှင်ဒီခေတ်မီလာကလည်းအောင်မြေသာဇံမျိုးနယ်မှာအဆောက်အအုံဖြူချရင်ပြိုကျလို့အလုသမားတအူတိဆုပ်ခဲ့မှုပါတယ် အခုလိုငလျင်တန်တင်အဆောက်အအုံအန်ဒီတွေကတော့မြို့ကန်တွေအတွက်စိုးရိမ်စရာဖြစ်ဆက်လက်တည်ရှိနေပါတယ်